လေးစားတံမိုးထိုင်ရတဲ့ချီရတဲ့ပရိသတ်များလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့မနူးမနဲ့စကြောတဲ့ចောင်းသူလေးကိုចောင်းဆောင်ဦးလေးကြီးတယောက်ကလိညာလှဲ့ဖျားပြီးကာမရယူတဲ့စကားလေးကိုပညာပေးအနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်စကားလေးကိုမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်ခဲ့ပေးပါအောင်เนาะဇလန်လေးရဲ့အဆောက်မှာတော့ pencil via ပြည်နယ်ကစာသင်ကျောင်းတစ်ခုစီကိုတန်ညာဆိုတဲ့កောင်မလေးတယောက်ဟာចောင်းចောင်းလာခဲ့တယ် တညာရုပ်ဝေလေးလေးကတနာကမာလေးပါအမြဲတမ်းဥလလေရုပ်ခလေးနဲ့အပေါင်းအသင်းလည်းမရှိရှာပါဘူးသူမပြောင်းလာတဲ့အကြောင်းကအကြောင်းသားတွေမှာတော့အဖွဲကိုစီရှိကြတယ်တဏီပြောရရင်တော့ကိုလူနဲ့ကိုပဲပေါင်းကြတဲ့သဘောပါကျန်တဲ့သူဆိုရင်တိတ်အဖက်မလုပ်ကြပါဘူးဒါကြောင့်အကြောင်းကိုပြောင်းလာတာအတော်ကြတဲ့အထီကိုတညာမှာအပေါင်းအသင်းရဲ့လို့မမေရရမရှိသေးပါဘူးအဖွဲလည်းမရှိဘူးပေါ့အဲ့ဒါကြောင့်ပဲတဖြည်းဖြည်းနဲ့တညာဟာအထီးကျန်ဆန်းပြီးတနာဖို့ကောင်းတဲ့အကြောင်းသူလေးဘဝကိုရောက်မှန်းမသိရောက်နေခဲ့ရပါတယ် တခြားအဖွဲ့ကအကြောင်းသားတွေကလည်းတန်ညာကိုဆိုလုံးဝကြည်မရကြပါဘူးအထက်ကပြဿနာကတော့တန်ညာရဲ့ဥတည်ဆောင်ပုံစံလေးကြောင့်အလုံးဝကြည်မရဖြစ်နေခဲ့ကြတာပါဒီလိုနဲ့တရက်မှာတော့เจ้าကအရန်ဆိုးတဲ့เจ้าသူလေးတယောက်ဟာတန်ညာကိုပြဿနာရှာပါတယ်တန်ညာရဲ့ဘက်မှာကတယောက်တည်းဆိုတော့အားနေတယ်အားနေတော့အနိုင်ကျင့်ခံရတာမဆန်းပါဘူးဒါပေမဲ့တန်ညာအတွက်ဒါဟာပထမဆုံးပြဿနာရှာခံရခြင်းပါပဲအတွေ့အကြုံရှိတဲ့တန်ညာကလည်းဘာပြန်လို့ရမှန်းမသိပဲထူပူပြီးတော့ဝမ်းနေသွားခဲ့ပါတယ် ဒီထက်ဆိုတာကတန်ညာကိုတစ်ဖက်ចောင်းသူကမျက်နှာကိုရိုက်လိုက်ပါတယ်။သူတို့ရဲ့ចောင်းကဦးလေးကြီးကရောက်လာလို့သာပြဿနာကဆက်မဖြစ်တော့တာပဲဖြစ်ပါတယ်။အဲ့ဒီလုံချုံရဲ့ဦးလေးကြီးရဲ့နာမည်က Mr. Hu လို့ခေါ်ပါတယ်။အဲ့ဒီចောင်းကိုတန်ညာဆောက်ရောက်ခရဲကအဆက်ဆက်အရာကူညီပေးနေခဲ့ရလဲ Mr. Hu ပါပဲ။တနည်းပြောရရင်တော့တန်ညာရဲ့တဦးတော်တငယ်ချင်းဆိုရင်လည်းဟုတ်ပါတယ်။ကဆုံးမသွားရမိုးလိုက်လို့ရွာဆိုသလိုပဲအဲ့ဒီနေ့ညနေခင်းမှာသူမရဲ့မွေးစားအမေကဖုန်းဆက်လာတယ် ဖုန်းထဲကနေမွေးစားမိကသမီးတန်ညာကြီးအမေအလောက်ကိစ္စတချို့ရှိလို့ဖြည့်ရှင်းစရာလေးရှိနေသေးတယ်။နောက်တစ်ပတ်လောက်တော့အိမ်ကိုပြန်လာနေအောင်လို့ပြောပါတယ်။ဒီလိုနဲ့အပေါင်းအသင်းငယ်ချင်းလေးတယောက်မှမရှိဒီမျိုးကိုလည်းအခုမှဆောက်ရောက်ခုခဲ့တဲ့တန်ညာကတော့ဘာလုံးလုံးလုံးရမယ်မသိဖြစ်သွားခဲ့တယ်။ဒါကြောင့်ပဲတန်ညာကစိတ်ညစ်ညစ်နဲ့အကြောင်းကဘောလုံးကွင်းသားမှာတွားထိုင်နေခဲ့ပါတယ်။ရှေ့ဆက်ပြီးတော့ဘာလုပ်ရမယ်ဆိုတာကိုလည်းသူ့ရဲ့ညာလေးနဲ့ဘလို့မှမတွေးတက်ခဲ့ပါဘူး။ ူရဲ့တက်ကလည်း16နှစ်တန်းရှိပါသေးတယ်။အပြုတ်ပေါ်ဝင်စားအွေလေးလည်းဖြစ်ပါတယ်။ဘလို့ပဲဖြစ်နေပါစေတညာအတွက်တော့ညာအိဖို့အတွက်နေရာတစ်ခုကတော့လိုအပ်နေခဲ့ပါပြီ။ကျောင်းမှလည်းသူနဲ့ခင်တာဆိုလို့ကျောင်းဆောင်ကြီးမစ္စတာဟုပဲရှိပါတယ်။ဒါကြောင့်မဲသူဖြစ်နေတဲ့ပြဿနာကိုဦးလေးကြီးမစ္စတာဟုကိုပြောပြပြီးရှင်းဖွင့်လိုက်ပါတယ်မစ္စတာဟုကတော့မိမလုံစရာတစ်ခုပဲရှိတယ်အဲ့ဒါကတော့မင်းအိမ်ကိုပြန်ရမယ်မင်းပြန်မှုအတွက်လည်းလမ်းစိတ်ကိုငါပေးလိုက်မယ်ဆိုပြီးတော့တန်냐ကိုအိမ်ပြန်လွှတ်လိုက်ပါတယ် ဒီလိုနဲ့ပဲတန်ညာကအမေဖြစ်သူကအိမ်ပြန်မလာနဲ့အောင်လို့ပြောထားရက်သားနဲ့သူမဟာအိမ်ပြန်သွားခဲ့တယ်။တန်ညာအိမ်ကိုပြောင်းတော့သူမရဲ့အမေဟာတခြားသစိန်တယောက်နဲ့ရှိနေခဲ့တာကိုတွေ့လိုက်ရတယ်။အဲ့ဒီအခါကျမှတညာလဲသူမရဲ့အမေဟာသူ့ကိုဘာလို့အိမ်ပြန်မလာခိုင်းလဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒါနဲ့ပဲစဉ်ညင်းနဲ့တညာပြန်ထွက်လာခဲ့တယ်။ဒီတော့သွားစရာကတနည်းအားပဲရှိပါတော့တယ်။အဲ့ဒါကတော့ចောင်းဆောင်ဦးလေးကြီးမစ္စတာဟုရဲ့အိမ်မှာပဲတညာဟာမစ္စတာဟုရဲ့အိမ်ကိုသွားပြီးတကားခောက်ခဲ့ပါတယ်။ မစ္စတာခုကတော့တန်ညာရောက်လာလို့မျက်စိပြမျက်နှာပြဖြစ်သွားပြီးအိမ်ထဲကိုဘသူမှမသိအောင်ခေါ်လိုက်တယ်သူတို့နိုင်ငံရဲ့ဥပဒေအရဆိုရင်တန်ညာကအတန်းမပြည့်သေးပါဘူး။ဒါကြောင့်မို့မစ္စတာဟူကအုတ်ထင်းသူမဟုတ်ဖဲနဲ့အတန်းမပြည့်သေးတဲ့မိန်းကလေးတယောက်ကိုခေါ်ထားခွင့်မရှိပါဘူး။အဲဒါကြောင့်ပဲတန်ညာကိုဘသူမှမသိအောင်ဖွက်ထားပေးဖို့အဆုံးဖြတ်လိုက်ပါတယ်။ရှင်ထဲမှာပန်းတွေပွင့်သွားသလိုဖြစ်သွားတဲ့မစ္စတာဟူကတော့လူယုံမှအပြုံးကြီးနဲ့တစ်ချက်ပြုံးပြလိုက်တယ်။အဲဒီနောက်တော့တန်ညာကိုမစ္စတာဟူကအခန်းထဲကဂရင်ဘော်ကိုခေါ်သွားခဲ့ပါတယ်။ တညာမတိလိုက်တာကတော့အစားပဲကြီးအခန်းထဲကိုမှရုံရုံကြီးကြီးနဲ့ဝင်သွားခဲ့တာပဲဖြစ်တယ်။မစ္စတာဟုကတော့အဲ့ဒီနေ့ကနေစပြီးကျောင်းသူလေးတညာကိုသူနဲ့အတူနေစေပါတယ်။တညာတက်နေကြကျောင်းကိုလည်းမသွားခိုင်းတော့ဘဲနဲ့သူကတော့လုံချုံရဲ့အလုပ်ကိုပဲဆက်လုပ်နေခဲ့ပါတယ်။ဘေးပတ်ဝန်းကျင်ကမြန်မာဆိုလို့အိတ်ခန်းကလွဲလို့တခြားအခန်းတွေကိုတညာကိုသွားခွင့်မပေးပါဘူး။ပြီးတော့အပေါ်အပါသွားဖို့အတွက်ပုံတော်ပုံကိုလည်းယူလာပေးပါတယ်။ အားလုံးကိုနားလည်အောင်ပြောရရင်တော့ကျောင်းသူလေးတန်ညာကိုမစ္စတာဟူကလိန်ဆက်ဆံပေါ်တယောက်လိုပဲသဘောထားခဲ့ပါတယ်။ပြီးတော့မစ္စတာဟူကချီရတဲ့ပရိသတ်ကြီးကကြည်နေတဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့လက်မလေးတွေတရားတစ်ခုစီနှိပ်ပေးခြင်းဖြင့်အချိန်အားရဆိုရင်လဲကိုမလေးတယောက်တစ်ချောင်းစီရေးပေးခြင်းအပြင်ကူညီပေးခဲ့ကြပါအောင်နော်။အဲဒီစာအုပ်လေးတော့ကိုယူလာပေးတယ်အဲ့ဒီစာအုပ်လေးထဲမှာတညာကသူနဲ့အတူလိန်ဆက်ဆံပြီးတာရရှိခဲ့တဲ့ခံစားမှုအတွေ့အကြုံတွေကိုစာနဲ့ပြန်ပြီးတော့ရေးပေးရပါတယ်။ 1996ခုနှစ်ပိုင်းတောင်းတုံလေးတန်ညာကမစ္စတာဟူရဲ့အခန်းထဲကိုစပြီးတော့ရောက်တဲ့နှစ်လေးဖြစ်ပါတယ်။ဒါဟာပထမဆုံးတောင်းတုံလေးတန်ညာအတွက်အိတ်ခမ်းအကျယ်ချုပ်ကြားခဲ့တဲ့နှစ်လေးဖြစ်ပါတယ်။နေ့ရက်တိုင်းမှာရောင်းစုလေးတန်ညာကဘာမှလုပ်စရာတော့မလိုပါဘူးမစ္စတာဟူနဲ့ညတိုင်းလိန်ဆက်ဆံပေးဖို့ပဲလိုအပ်ခဲ့တာပါမစ္စတာဟူကနေခင်ဘက်တွေဆိုအလုပ်သွားတာမို့တန်ညာကတယောက်တည်းပဲအိမ်မှာကြာရိတ်ခဲ့ရပါတယ် ထပ်ပြေးချင်ရင်ပြေးလို့ရပေမဲ့လဲသူ့ရဲ့စိတ်ကိုမစ္စတာဟူက brain wash လုပ်ထားခဲ့ပြီးပါပြီအဲ့ဒါကတော့မစ္စတာဟူနဲ့မှမဟုတ်ရင်သူမဘယ်မှာမှနေလို့ရမှာမဟုတ်ဘူးလို့တညာရဲ့စိတ်ထဲမှာဆွဲထည့်သွားခဲ့တာပါအသက်16နှစ်အရွယ်မိန်းကလေးတယောက်အနေနဲ့သူယုံကြည်အားကိုးရတဲ့မစ္စတာဟူကဘာပြပြော့အကုန်ယုံနေခဲ့ပါတယ်။တညာကိုရိုင်ကတော့မှသူမစ္စတာဟူအိမ်မှာနေနေမှန်းကိုတခြားသူတွေသိသွားမှစိုးရိမ်နေခဲ့တာပါ။ဘလောက်ထိအောင်အခြေအနေဆိုလဲဆိုရင်အခန်းထဲမှာနေနေတဲ့အချိန်တခြားသူတွေကြားမှဆိုလို့ လမ်းလျှောက်ရင်တော့ပုံမှန်မလျှောက်ရဲရှာပါဘူးဖွဖွလေးပဲလျှောက်နေခဲ့တာပါဒီလိုနဲ့တညာပျောက်ဆုံးနေခဲ့တဲ့အကြောင်းကိုရဲတွေကလည်းသိသွားခဲ့ပါပြီဒါကြောင့်မဲတညာနဲ့ပတ်သက်ဆက်နေတဲ့သူတွေကိုလိုက်စုံစမ်းတော့စုံစမ်းရင်းနဲ့ရဲတွေကမစ္စတာဟူစီကိုရောက်လာခဲ့တယ်အဲ့တော့မစ္စတာဟူကကျောင်းသူလေးတညာကိုအိမ်ရင်းအောက်ကမြောက်ခန်းထဲကိုခေါ်သွားပြီးဖွက်ထားလိုက်ပါတယ် ရဲတွေရောက်နေရတော့မှတစ်ချက်អော်ပြီးတော့အကူအညီမတောင်းခဲ့ပါဘူးဒီလိုနဲ့ပဲနှစ်တွေကြာလာခဲ့ပါပြီအိတ်ခမ်းထဲမှာပဲမစ္စတာဟူရဲ့လိန်ဆက်ဆံပေါ်အဖြစ်နဲ့ဖြတ်တန်းနေရတဲ့သူမရဲ့ဘဝကသိပြီးတော့အဓိပ္ပာယ်မရှိဘူးလို့တညာစတင်မိခံစားလာရတယ်။ဒါကြောင့်တရက်ထဲမှာတညာကသူ့ရဲ့အဝတ်အစားတွေကိုသိမ်းပြီးတော့အိမ်ကနေထွက်သွားခြင်းတယ်လို့မစ္စတာဟုကိုပြောလိုက်ပါတယ်။မစ္စတာဟုကတော့ကြကြွချင်းမှဒေါသထွက်ပြီးတညာကိုလဲပင်ထားမြစ်ပါတယ်။ ဒါပေမဲ့သူထီလို့ကင်တွယ်လို့မရဘူးဆိုတော့ကိုသဘောပေါက်သွားခဲ့တယ်။အဲဒါကြောင့်ပဲမင်းငါရဲ့အခန်းထဲမှာပဲနေနေရတာပြင်းနေအပြင်လေးပါလေးရှောက်ထွက်ကြည့်ပေါ့ကွာဆိုပြီးတန်ညာကိုခွင့်ပြုပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲတန်ညာကနေဖက်တွေမှာဆိုပြီးနာကြီးအခြေအတိအကျနဲ့အပြင်ထွက်ခွင့်ရရှိခဲ့တယ်။ဒါပေမဲ့လေသူ့ကိုဘသူကမှမလိုလားဘူး။သူသွားကြနေရခလည်းမရှိဘူး။ဒါကြောင့်အချိန်တန်ရင်တော့မစ္စတာဟူးစီပဲတန်ညာပြန်လာရပါတယ်။ နေ့တိုင်းလိုလိုပဲသူရဲ့ဆင်းရဲစရာဘဝကြီးနဲ့အခန်းထဲမှာအချိန်တွေတော်တော်များများကိုကုန်ဆုံးခဲ့ရတယ်။အခုဆိုရင်တညာတယောက်မစ္စတာဟုရဲ့အခန်းထဲကိုရောက်ရှိနေခဲ့တာ6နှစ်တိတိတောင်ရှိလာခဲ့ပါပြီ။1996ခုနှစ်ကနေ2002ခုနှစ်ကိုရောက်လာခဲ့ပြီးမစ္စတာဟုရဲ့လိန်ဆက်ဆံပြီးရရေးထားတဲ့ဒဏ်ရာရီစာအုပ်တွေကိုကြည့်ရင်တညာအခန်းထဲကိုရောက်နေတာဘလောက်ကြာပြီလဲဆိုတာသိနိုင်ပါတယ်။တနည်းပြောရရင်တော့အကျောင်းသူလေးတညာကအသက်22နှစ်ပြည့်သွားပါပြီ။ ။တရက်မှာတော့မစ္စတာဟူကမင်းကမိဘတွေနဲ့လိုက်တွေ့ရမယ်ဆိုပြီးထူးထူးဆန်းဆန်းစကားတွေပြောလာပါတယ်။လိုက်တွေ့ရမယ်ဆိုလို့အဝေးကြီးကိုလိုက်တွေ့ရမှာတော့မဟုတ်ပါဘူး။မစ္စတာဟူနဲ့သူ့ရဲ့မိဘတွေကတအိမ်နဲ့အတူနေကြတာပါ။ဒါပေမဲ့လည်းမိမနှစ်ပါးကတညာတယောက်၆နှစ်တိတိသူသားခန်းထဲမှာနေနေတာကိုမသိကြဘူးမစ္စတာဟူကတညာကိုသူ့ရဲ့ချစ်သူကောင်မလေးပါလို့မိတ်ဆက်ပေးလိုက်ပါတယ်တညာကသူတို့နဲ့အတူတူနေရမယ်သူတို့ရဲ့အိမ်အလုပ်တွေကိုကူပေးမယ်ဆိုပြီးပြောလိုက်ပါတယ် မိဘနှစ်ပါးလုံးကလည်းတန်ညာကချစ်စရာကောင်းနေတော့သဘောတူကြနေခဲ့ပါတယ်ဒါပေမဲ့လေတကယ်တမ်းသူတို့နဲ့နေကြည့်တဲ့အခါမှာတော့အိမ်မူးကိစ္စတော့မလုပ်တတ်သေးတဲ့တညာအဖြစ်ကိုသိရှိသွားပါတော့တယ်။တညာအနေနဲ့လည်းအွေရောက်ပြီးကလေးကမစ္စတာဟုနဲ့လိန်ဆက်ဆန္ဒကလွှဲရင်ကျန်တာဘာမှကိုမလုပ်ခဲ့ဘူးပါဘူး။ဒီတော့ရောက်ခမတွေကလည်းမချီတော့ပါဘူး။အဲဒါကြောင့်တညာကနေ့တိုင်းမျက်ရည်နဲ့မျက်ခွက်ဖြစ်နေခဲ့ပါတယ်။တညာကလည်းသူကြုံတွေ့နေခဲ့ရတာတွေကိုမစ္စတာဟုကိုရေးမဖွင့်ရဲပါဘူး။ဟိုကသူ့ကိုရိုက်နှက်မှာကိုသူမှသိနေတာချောင်းပါ။ တရက်မှာတော့သူတို့အိန္ဒါကစတိုးဆိုင်ပိုင်းရှင်နစ်ကီကိုသူကြုံတွေ့ခဲ့ရတာတွေအကြောင်းဆုံးကိုရင်းဖွင့်လိုက်မိပါတယ်စတိုးဆိုင်ကိုမကြောက်ခနလာဝယ်နေကြဆိုတော့တညာနဲ့နစ်ကီကလည်းအတော်လေးကိုယဉ်နေနေခဲ့ပါပြီတညာရဲ့ပုံစံကလည်းအမြဲတမ်းဆက်ရုပ်ပုံစံဖြစ်နေအောင်တော်တော်ထူးဆန်းနေတဲ့ကောင်မလေးပဲဆိုပြီးတော့နစ်ကီကမှတ်မိနေခဲ့တာပါဖြစ်ချင်တော့အဲ့ဒီမှာပဲစတိုးဆိုင်မှာရဲတယောက်နဲ့ဆုံပါတယ်အဲ့ဒီရဲကလည်းဒီကောင်မလေးကပျောက်ဆုံးနေတဲ့ចောင်းသူလေးတညာမှန်သိသွားပါတယ် ပြီးတော့နီကီကလည်း yes ကကိုဖုန်းဆက်ပြီးတော့တညရဲ့အကြောင်းတွေကိုပြပြထားလိုက်ပါတယ်။တနေ့သောညနေခင်းလေးမှာတော့ Mr. Hu ရဲ့အိမ်တကာဝကိုရဲသံဝရောက်ရှိလာပါတယ်။ Mr. Hu ရဲ့မိဘတွေကတော့သူတို့သားအပြစ်လောက်ထားမှမတိကျရှာပါဘူး။ဒါပေမဲ့လည်းတညကို Mr. Hu က10နှစ်တိတိအခမ်းထဲမှာခေါ်ထားပြီးတော့မရင်ကျင်ခဲ့တာပါ။ Mr. Hu ရေခိုင်းခဲ့တဲ့ဒဏ္ဍာရီစာအုပ်လေးတွေကတော့တညရဲ့တရားခွင်အတွက်ညှင်းလို့မရတဲ့တသက်တွေဖြစ်သွားခဲ့ပါတယ်။တညရဲ့အမှုကလည်းနိုင်ငံတစ်ခုလုံးဟိုးလေးတကြော်ဖြစ်လို့သွားခဲ့တာပါ။ ဒါကြောင့်မဲသူမကိုဖေးမကူညီခြင်းတဲ့သူတွေကလည်းအများကြီးပေါ်ထွက်လာခဲ့ပါတယ်။တညာကလည်းအစကတည်းကမှစတော်ခဲ့တဲ့သူဆိုတော့သူမရဲ့ဘဝလေးကအခုတော့တာယာလှပနေခဲ့ပါပြီ။ဒီလိုနဲ့ဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်။ချစ်ရတဲ့ပရိသတ်တို့အားလုံးဇလန်လေးကိုကြိုက်နှစ်တကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်နော်။နောက်ထပ်ဇလန်ကောင်းလေးတွေကိုလက်တင်ဆက်ပေးအောင်ပါမို့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။